ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့လဲအရန်ွက်ပဲနော်မနေ့ကလဲအရန်ွက်ပဲကျွန်တော်မှအရန်ွက်ကအရှိမတဲ့ဖြစ်နေနော်ဒီမှာကျွန်တော်တို့ဒီမှာနော်အရန်အရန်လေးနေတော့ထည့်ထိုးပါလို့ပြောသွားတဲ့အထက်မှာအရန်အရန်ဝိုး3ည8ဆိုတော့ဒီမှာကျွန်တော်8 3ညနော်အဲ့တော့ဒီကောင်ကအာနဲ့ပဲထွက်သွားတယ်ဟုတ်လားကီထိတ်ကလည်းကီအနေနဲ့ပဲထပ်ထွက်ပြန်နေပြနော်ထိတ်အနေနဲ့မထွက်ပြန်အောင်နှစ်ရက်ရှိပြီနော်အဲဒီမှာဟိုဟာကလည်း ကြီးရတဲ့၃ညဆိုရင်မှန်ခဲ့တယ်နောက်တစ်ခါကျွန်တော်မနေ့ကပြီးခဲ့တဲ့18 9 3ညခွန်ဆိုရအခွေမှာ3ည8ဆိုပြီးအခွေထွက်သွားပြီဟုတ်လားနောက်တစ်ခါဒီမှာအခုပရိတ်ကလည်းကျွန်တော်တို့10ပရိတ်နော်အရန်ပရိတ်ကထွက်တယ်အားလုံးကမှန်တယ်တို့တော်ညာလည်းကျွန်တော်အနေနဲ့ဟိုဟာမတွက်ပေးနိုင်ခဲ့ဘူးပေါ့နော်ဟိုတင်ခွက်ရအောင်မတွက်ပေးနိုင်ခဲ့ဘူးပေါ့နော်ဟုတ်လားအဲ့မှာကျွန်တော်တို့ဘာဖြစ်တယ်ဆိုတဲ့အခါကျတော့တနေ့လာဧကာ မညီကိုနက်ခတ်ဆိုတဲ့ဟာတင်းနေလာနေမှာမထွက်ဘဲနဲ့အင်ကားနေကြမှာပဲနက်ခတ်ဆိုပြီး၄၆ဆိုပြီးသူ့တာဝန်ကလည်းသူကြည့်အဲနေ့၄ဆိုပြီးတော့ဟိုဟာပြောရတာနေ့၄နေ့၄ဆိုပြီးတော့ထွက်သွားခဲ့တယ်ပေါ့နော်အဲအဲ့တော့ဟို site တွေနဲ့ကျွန်တော်တို့ပေးထားတဲ့မက်သတ်တွေကတော့အကုန်မှန်နေဗျနော်ကျွန်တော်ကိုယ်တိုင်ကညံပြင်းနေတာက တင်ွက်ရအောင်မလုပ်နိုင်ဘူးပေါ့နော်ကဲအဲ့တော့ကျွန်တော်တွန်နီးလေးစမယ်ဒီတွန်နီးလေးရတယ်ပုံမှန်မှန်လာခဲ့တဲ့တွန်နီးပဲတို့တော်ညာလည်းရှိမှာပြက်ပင်လေးရှိပါတယ်နော်ပြက်ပင်ဆိုတာအဲ့လိုမျိုးပဲဒီဒီတွန်နီးရတယ်ဟိုတွန်နီးလိုပဲဟိုတွန်နီးရလည်းပြီးခဲ့တဲ့10ရက်ကျော်လောက်ကတခါပြက်တယ်နော်မင်းရတွက်တဲ့တွန်နီးမှာလည်းဒီတွန်နီးလိုက်တိုင်းပဲပြီးခဲ့အဲ10ရက်ဒီဘက်လောက်ကတခါပြက်ထားသေးရဲ့နော်ကဲအဲ့ဒါလေးကိုကျွန်တော်တွက်ပြမယ်အဲ့တော့ကျွန်တော်တို့ဟိုပြက်ပင်လေးပါပေါင်းထက်တွင်မှာဖြစ်တဲ့အတွက်2 6 3 9နဲ့စမယ် နေချာတုံးကခွန်ခွန်လေးခွန်ခွန်ခွန်လေးခွန်လေးခွန်ကိုငါသုံးနှစ်ကိုငါသုံးသုံးနှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါကို ကျွန်တော်တို့တတ်မယ်ဆိုရင် ဒီ9နဲ့3နဲ့ပေါင်း3ည3ညနဲ့3နဲ့ပေါင်းတော့3 3 3ရဲ့ပါဝါ8 8ရဲ့နှစ်ခက်က1 3 8ဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်ဆိုတော့20ပါမှတ်မိပြီနော်အဲ့ဒီကောင်ကဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့3ည3နဲ့မအောင်ပါဘူး3အဲ3ည3 sorry အောင်မှန်ပါတယ်အဲ3တလုံးထိပြီးတော့အောင်ခဲ့ပါတယ်နောက်တစ်ခါ6 1တတလုံးထိပြီးတော့ အောင်ခဲ့ပါလေကဲအဲ့တော့ဒီ20နေ့ကညာမနကောညာမနကောအဲ့လိုမျိုးအပေါ်မှာအများကြီးထွက်ခဲ့ပြီမဲ့ကျွန်တော်တို့နောက်တစ်ပြင်မှာတော့ပြက်ထားဖို့တွေ့ရမှာဖြစ်ပါတယ်အဲ့မှာဘာထွက်လဲဆိုတော့ညာ36တိပြက်ထွက်ပြီးတော့နောက်တစ်ပြင်မှာကျွန်တော်ပြက်ပါရယ်နော်နောက်တစ်ပြောတပါမင်ခွန်8 4 8 4 8 4 6 8 6 8 6 3 4 2 6 3ညာ4ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်2နဲ့4နဲ့ပေါင်း6 6နဲ့3ညာနဲ့ပေါင်းတော့လေ6ပါပဲတဲ့6 6ရဲ့ power 1 1ရဲ့နှက်ခက်က8 6 8 8ဆိုတော့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့ဒါပေမဲ့အဲ့ဒီပြင်မှာကျွန်တော်တို့6 8 8မထွက်ဘဲနဲ့ဗာထွက်သွားလဲဆိုတော့2ခွန်3ဆိုပြီးထွက်သွားတဲ့အတွက်ဒီပြင်မှာကျွန်တော်တို့ပြတ်ပါတယ်เนาะကဲနောက်တစ်ပြင်တွက်ပါမယ်6 8 6 8 6 8 ခြောက်နှစ်9နှစ်တက်ခွန်9နှစ်တက်ခွန်9 8 3 9 8 3ဆိုဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်6နှစ်နှစ်နဲ့ပါ8 8နဲ့တင်းနဲ့ပါ9ပါတဲ့9ရပါပါ4ရနဲ့ကကက2 9လေး2ဆိုတော့ဒီအုံလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုရဲ့ခါကြတော့ နှစ်သုံးနဲ့နှစ်သုံးမှာနှစ်တလုံးထိပြီးတော့ကျွန်တော်တို့ပြန်အောင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်63 63နဲ့63မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျဟင်းတွေ့တယ်ဘူးဒီဒီဘူရောကောင်63နောက်တကခွန်နောက်တပြန်ခွန်9 36 39 68 39 68 ခွန်လေး305ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွက်မယ်ဆိုရင်ခွန်နဲ့3နဲ့ပေါင်း3ည3ည3ည3ပေါင်း3ညပါပဲတဲ့3ညပါပါ5 5နဲ့ခက်က3 3ည53ဆိုတော့ဒီ3လုံးဒီပြန်မထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ပါထွက်သွားလဲဆိုတော့ခါကျ3 3ညတဲ့3 3ညဆိုတော့ဒီမှာ3ရော3ညအထိပြီးအခွေအနေနဲ့ထွက်ပြီးညနေပိုင်းမှာကျွန်တော်မထွက်ခဲ့ပါအောင်ဗျာ

သောရနှစ်ခါက9 8 3ဆိုတဲ့ဒီသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့4 3 4 3မှာ3တလုံးဆွဲပြီးတော့အောင်ခဲ့ပါတယ်တက်လေးတက်လေးတက်လေးမှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျာနော်ကဲနောက်တစ်ပြင်တွက်ပါမယ်6 5 6 ချောင်းငါတိချတိချရှစ်တိကိုလေးရှစ်တိကိုလေးတိရှိရှစ်လေးတိရှိရှစ်လေးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်တင်းနဲ့တင်းနဲ့ပေါင်းတော့2နှင်းနဲ့ ရှင်းနဲ့ပေါင်းတော့3ည3ပါပါ5 9နဲ့ခက်က3 3ည53ဆိုရကီ3လုံးဒီပြင်မှာထွက်ရအောင်မဲ့တဲ့။အဲအဲ့တော့ဘာထွက်သွားတဲ့ဆိုရခါကျတော့ရှင်း9တဲ့ဟောရှင်း9မှာ9တလုံးထိပြီးအောင်ခဲ့ပါတယ်9နှစ်တဲ့9နှစ်မှာလည်း9တလုံးထပ်ထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျ။ကဲနောက်တစ်ပြောင်းတွက်ပါမယ်ရှစ်ရှစ်6နှစ်တဲ့ရှစ်ရှစ်6နှစ်6နှစ် လေးတုံညာတုံညာတုံညာတင်ငါ၅၆၈၆တင်ငါ၈၆ဆိုပြီးကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်6နဲ့3ညာနဲ့ပေါင်းတော့6 6နဲ့8နဲ့ပေါင်းတော့4 4ရဲ့ပါဝါ6 6ရဲ့နှက်ခက်က6 4 6ဆိုတကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုတဲ့အခါကျတော့6 9 69တဲ့အဲ့မှာ69မှာ6ကော9ကောအထိအဖွေနေနဲ့အောင်သွားပါတယ်

နှစ်နှစ်နှစ်ရဲ့ပါဝါခွန်ခွန်တဲ့ခါက3ညနှစ်ခွန်3ညဆိုတဲ့ကီးသုံးလုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာလို့ထွက်သွားတယ်လဲဆိုတဲ့ခါကျတော့3ည8 3ည8တဲ့3ည8မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်6 6တဲ့ဟောကြည့်ရတာပါဖြစ်တာ6 6 6 6မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျကဲနောက်တစ်ပြင်တွက်ပါမယ်နောက်တစ်ပြင်ဆိုတာတော့ဘလူးနေအတွက်ပေါ့နော် လေလေတုံညာတုံညာတုံညာငါတုံကိုတုံညာရှိနှစ်လေးတုံညာရှိနှစ်လေးတဲ့ဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့လိုထွက်ထားတာကိုကျွန်တော်တွက်မယ်ဆိုရင်ငါနဲ့တုံညာနဲ့ပေါင်းတော့ငါနှစ်နဲ့ပေါင်းတော့ခွန်းခွန်ခွန်ရဲ့ပါဝါနှစ်နှစ်ရဲ့နှခက်ကလေးခွန်းနှစ်လေးဆိုတဲ့ဒီသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကောင်းပြီအဲ့တော့ကျွန်တော်တို့ကခွန်းနှစ်လေးဆိုတဲ့ဒီသုံးလုံးထွက်တယ်မှဆိုတော့ဒီမှာကျွန်တော်ကြီးထိတ်ကလေးနဲ့ကျွန်တော်တို့ ကစားရရအောင်ကီထိတ်ကတော့ဒီကနေ့ရတော့ကျွန်တော်တို့ကီအနေနဲ့ထိသွားရပေါ့နော်ကီထိတ်အဲ့တော့ကီးထိတ်ဘာနော်ကီးထိတ်ကဘာရတယ်လဲဆိုတဲ့အခါကျတော့3 5 3ညတဲ့နော်ကီးထိတ်က3 5 3ညခုနကီးရိုးရိုးက ခွန်နှစ်လေးဟုတ်လားခွန်နှစ်လေးပါတဲ့အဲ့တော့ကျွန်တော်တို့မတူညီတာဖြစ်တဲ့အတွက်ဒါကိုပဲကတ်ကစားမယ်3ခွန်3နှစ်ဘုံလေး3လေး5ခွန်5ခွန်5နှစ်5နှစ်5လေး5လေးသုံးညာခွန်သုံးညာနှစ်သုံးညာနှစ်သုံးညာသုံးညာလေးဆိုပြီးဒီလိုမျိုးကျွန်တော်တို့ ရပါတယ်ရတဲ့အခါမှာကျွန်တော်တို့က break လေးနဲ့စဉ်းစားမယ်ဗျနော် break ကတော့ဒီကနေ့အရင်ပဲထွက်သွားပါပဲဗျနော် break ကဘာရတဲ့ဆိုရဲ့အခါကျတော့ break ကအဲ့တော့ခွန်နေ့၃ည

ငါးခွက်ပေါ့နော်ငါးခွက်ရပါတယ်ငါးခွက်ရတဲ့အခါကျတော့ထပ်ပြီးတော့ကျွန်တော်ငါးခွက်ထဲမှာကျွန်တော်ချုပ်ခွက်ကလေးအနေနဲ့ထပ်ပြီးကစားဖို့စဉ်းစားကြည့်အောင်မယ်ဗျာနော်အဲ့တော့ချုပ်ရမှာတော့ကျွန်တော်ချုပ်စရာအသိပ်ပြီးမရှိဘူးပေါ့နော်ဟိုမရှိတဲ့အခါကျဘလို့သဘောရမလဲဆိုတော့ဒီမှာကျွန်တော်တို့အခုဟိုဒီနေ့မှာကျွန်တော်တို့ဒီမှာတုံညာထိတ်လို့ပြီးဟိုမနေ့ပိုင်းတုံညာလို့ထွက်တဲ့အတွက်1 8 9တုံညာခွန်ဆိုတဲ့အခွေက နေရတော့အဲ့ဒီမှာထွက်ရမယ်ဆိုတော့38လို့ထွက်တယ်အခုဒါဆိုရင်ဒီ18 38လို့ထပ်ပေးပြန်တော့ဒီ18 9 38ကထပ်ထွက်အောင်မလားကျွန်တော်ကစဉ်းစားကြရတာပဲရှိရနော်အဲ့တော့18 9 38ဟိုစဉ်းစားကြရဆိုရင်ကျွန်တော်က59ရ39ရနော်ဒီကောင်နှစ်ကွက်ဝယ်တင်ရမှာဖြစ်တယ်ဒါပေမဲ့ဒီကောင်နှစ်ကွက်ဆိုပေမဲ့ကျွန်တော်တို့ကဒီမှာ34ဆိုတာရလဲထားခဲ့လို့တော့မဖြစ်ဘူးဘာဖြစ်လို့34ဆိုတာထားခဲ့လို့မဖြစ်တယ်လဲဆိုရင်34ဆိုတာလဲဒီမှာ34ဆိုတာရှိတယ် နော်ဒီကောင်ကလည်းဒီချိန်မဲ့ထွက်သေးရနော်အဲ့တော့3လေးဆိုတာလည်းရှိရှိတဲ့အတွက်ကျွန်တော်တို့ကအဲ့တော့ဒီ34လေးလည်းကျွန်တော်တို့ကထားမယ်ဆိုရင်အဆင်မပြေနိုင်ဘူးပေါ့နော်ထားသင့်ဘူးလို့တော့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ဒီဒီကနေ့မနေ့ဖငါကိုကျွန်တော်အကြိုက်ဆုံးကစားမှာတော့34ရဲ9ရဲ39ရဲပေါ့နော်အဲ့ဒီ3ခွက်ကိုကျွန်တော်အကြိုက်ဆုံးတင်ပြီးကစားပါမယ် အမျိုးတို့လည်းအကြိုက်တူရင်တော့ယူပါအကြိုက်မတူဆိုရင်တော့မိမိသဘောပဲပေါ့နော်မိမိသဘောပဲအဲ့မှာကီးထိတ်ကိုပဲယူကစားကစားကီးကိုပဲယူကစားကစားဘရိတ်ကိုပဲယူကစားကစားကစားကြပါနော်အဓိကကအောင်မြင်မှုရဖို့ပါတယ်လို့နော်ဟာလားကျွန်တော်လည်းဟိုအများအားပြောဆိုပေါ့နော်ကျွန်တော်တို့လည်းဆရာကြီးတွေမဟုတ်ဘူးနော်အဲလူတွေတော့ကမှဆရာကြီးဆိုရလည်းမရှိဘူးနော်ရှိခဲ့တယ်ဆိုရင်အဲ့ဆရာကြီးတွေကိုမိဝဲတာကဲအဲ့တော့ကျွန်တော်เนาะမနေ့ကကျွန်တော်ကပ်ပြားလေးတွေဆိုလဲเนาะမနေ့ကကျွန်တော်ကြံကြံကြံခဲ့တဲ့ပတ်တီးတွေဆိုအကုန်ထွက်သွားပြီပေါ့เนาะ တက်ပြားလေးရတော့ကျွန်တော်ဒီတစ်ပတ်တော်တော်များများတော့အောင်မြင်နေပါပြီအခုဆိုရင် trust เสียကနန်းလည်းမရှိတော့ဘူးကပြားမှာလည်းเนาะကြံတဲ့ကနန်းနဲ့နှလုံးတစ်လုံးနေရတော့ကျွန်တော်တို့နှလုံးစလုံးအကုန်ထွက်ချင်တယ်ထွက်တယ်တစ်လုံးတစ်လီချမ်းတာမျိုးလည်းရှိတတ်တယ်เนาะအဲ့တော့ကပြားယူထားတဲ့လူတွေဆက်ပြီးရောအဲ့ကပြားလေးဟာကိုအဆုံးချခြင်းနဲ့ချမချခြင်းနဲ့ကျွန်တော်တို့ဒီပြင်ကစားနည်းနဲ့ပဲကစားပါเนาะကပြားဒီကကပြားတော့အကုန်လုံးမွေးပရိတ်ကောအင်္ဂါမကြော်ဗုဒ္ဓမကြော်ရောတပတ်စာရောမပြောက်ပတ်သီးရောအကုန်လုံး အောင်သွားပြီနော်မနေ့ကပြားတယ်မဟုတ်လားကဲအဲ့တော့ကျွန်တော်တို့သူပဲသူကတော့သူဟာနဲ့သူတာဝန်ကြီးသွားပြီနော်ကဲအဲ့တော့ဒီအဲ့လိုတာဝန်ကြီးတဲ့ကပြားလေးတွေယူခြင်းနဲ့ဆိုရင်ဘိုက်ဘားနေပြီနော်39 26 16 3 2 8 9ဆိုပြီးအဲ့ရန်နေပြီးတော့ရိုက်ပြီးတော့လာမယ့်အပတ်အတွက်ကျွန်တော်တို့ယူမယ်ဆိုရင်ပေါ့နော်ယူလို့ရပါပြီကဲအဲ့တော့ဒီကနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့เนาะကျွန်တော်တို့ တင်ကွက်တွေမရသေးဘူးဗျာနော်အဲတော့တင်ကွက်ကလေးတွေရပြီးအောင်မြင်ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးဒီကနေ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီမှာနေမယ်အဆုံးတတ်လိုက်ပါတယ်ဗျာ